္ဂလာပါအခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ Sally City Season ပဲဖြစ်ပါတယ်ဒီ season ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ပြည်သက်တွေစိုက်နှစ်သက်မှုရရှိထားတဲ့ The Royal Series အချိန်တိုအတွင်းမှာအောင်မြင်မှုရရှိခဲ့တဲ့ Menda Lee Jae Wook comeback ပြုလုပ်သွားတော့မှာဖြစ်ကြောင်းထေဆန်နဲ့အတူ announcement လုပ်ခဲ့တဲ့ IU ရုပ်ဆိုးတဲ့လူဝေဖန်ခံရတဲ့အပေါ်ပွင့်လင်းစွာဖွင့်ပြခဲ့တဲ့ဂျောင်ဂျူဝန်းလက်ထက်မဲ့ရက်ကိုထုတ်ပြန်ခဲ့တဲ့အဆိုတော် Demi Lovato Tom Cruise နဲ့ NRD Arma တို့ပါဝင်ထားတဲ့ရုပ်ရှင်အသစ်16ကြိမ်မြောက် Natraja Awards အစရှိတဲ့စိတ်ဝင်စားဖွယ်သတင်းတွေပါဝင်တော့မှာပါရှင်။ Dahadat Menda Asian Khata နဲ့ Mindami Pumit Patnika တို့ဟာအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ The Real Series ကို Netflix ကနေမေလ9ရက်နေ့ကထုတ်လွှင့်ပြသခဲ့ပါတယ်။ တော်ဝင်မျိုးနယ်ကထိနန်းဆက်ခံသူမင်းသားနဲ့ CEO တဦးဖြစ်တဲ့မင်းသမီးတို့မတူညီတဲ့ကွာခြားမှုတွေကြောင့်ဇလန်လေးကိုအခြေခံရိုက်ကူးထားတာပါဒါရယုံမှာတော့မင်းသားအီရှန်က Prince Avira Sen နေရာကိုပိုင်နိုင်စွာတရုတ်ဆောင်နိုင်ခဲ့ပြီးတော့ပြည်သက်တွေသဘောကျခြင်းကိုခံနေရပါတယ်အဓိကမင်းသမီးဘူမိထက်ကဆိုဖီယာရှေခါအနေနဲ့ပါဝင်ထားပြီးတော့ The Royal Family နဲ့ဆက်နွယ်တဲ့ CEO လုပ်ငန်းရှင်တယောက်အနေနဲ့မြင်တွေ့ရမှာပါ။ The Royal Zealand တွေဟာ Bollywood မှာလက်တလောရေပန်းစားနေတဲ့ဇာတ်ကားအနေနဲ့ရပ်တည်နေပြီးတော့ Romcom Zealand အမျိုးအစားလေးလည်းဖြစ်ပါတယ်ရှင်။အတန်းငယ်ငယ်လေးနဲ့အရန်အောင်မြင်နေတဲ့မင်းသားလီဂျေဝုခါဇကာအများပြားကိုရိုက်ကူးနေရသူလည်းဖြစ်ပါတယ်။လီဂျေဝုခါ2019ခုနှစ်မှာတရုတ်ဆောင်လောကထဲကိုရောက်လာခဲ့တဲ့သူဖြစ်ပြီးတော့ extraordinary you ဇကာနဲ့လူသိများခဲ့တဲ့မင်းသားလေးဖြစ်ပါတယ်။ extraordinary unit ပြည်သက်ရဲ့ချက်ချင်းကိုရရှိခဲ့ပြီးတဲ့နောက်မှာတော့ Lee Jae-wook ရဲ့ Alchemy of Soul The Impossible Hell အစရှိတဲ့ဇာတ်ကားတွေဟာလည်းပြည်သက်အားပေးမှုများစွာကိုထပ်မံရရှိခဲ့ပါတယ်လာတလုံးမှာတော့ထုတ်လွှင့်ပြသနေတဲ့ Dear Horn Range မှာပါဝင်ထားပြီးတော့သရုပ်ဆောင်ချက်တွေကအရင်ကထက်ပိုပြီးတော့ကောင်းလာတာကြောင့်ပြည်သက်တွေကတော့ချီးကျူးမှုကိုထပ်မံရရှိနေပါတယ်ရှင်။ တန်ကိုရီးယားရဲ့တရုတ်ဆောင်အဆိုတော်အန်ယူဟာမေလ28ရက်နေ့မှာ comeback ပြုလုပ်သွားတော့မှာဖြစ်ကြောင်းထီစရနဲ့အတူ announcement လုပ်လိုက်ပါတယ်။ဒီ comeback ဟာ February 2024မှာသဝင်းနေ့အပြီးတော့တနှစ်ကျော်အကြာမှာပြန်လည်ပြီးတော့လုပ်တဲ့ comeback လည်းဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်းကိုအားစိုက်ခဲ့တဲ့အန်ယူဟာ One Life Gives You Tangerines နဲ့ပြည်သက်အားပေးမှုများစွာရရှိခဲ့ပေမဲ့ Backsend Award နဲ့လွှဲခဲ့ရပါတယ်။ ် IU ကို One Life Give You Tangerines နဲ့ဆွရမယ်လို့ပြည်သက်တွေကထင်ကြီးပေးခဲ့ကြပြီးမဲ့ဆွရရှိခြင်းမရှိခဲ့တာကြောင့် IU ပြည်သက်တွေဟာစိတ်ပြက်ခဲ့ပြီးမဲ့လဲပြည်သက်တွေအတွက်သူမရဲ့ comeback နဲ့ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ် A Flower Bombak 3လို့နာမည်ပေးထားတဲ့ The Album က2014နဲ့2019မှာထွက်ခဲ့တဲ့ A Flower Bombak 1နဲ့2အပီးတတိယမြောက်လည်းဖြစ်ပါတယ်။ဒီ Album က Remake Album ဖြစ်ပြီးတော့ Classic Korean Song တွေနဲ့ Remake Version တွေပါဝင်လာမှာဖြစ်ပါတယ်။ တိုင်တက် truck ကိုလည်း MV ထုတ်ပေးသွားမှာဖြစ်ပြီးတော့ခြောက်အောင်ဘူးက IU နဲ့အတူပါဝင်သွားမှာဖြစ်ပါတယ်ရှင်လက်တလောထောက်လွှင့်ပြသခဲ့တဲ့ Resident Playbook မှာ Gudo One အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကြောင်ကျိုးဝန်းဟာဇလန်ပြသဆန်တလျှောက်လုံးမှာလည်းသူ့ရဲ့သရုပ်ဆောင်ခြင်းကြောင့်ချီးကျူးမှုတွေအများကြီးရရှိခဲ့သလိုရုပ်ဆိုးလုံးလို့ဆိုပြီးတော့ဝေဖန်မှုတွေလည်းပြင်းထန်ခဲ့ပါသေးတယ်။ ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေအပေါ်မင်းသားကြောင်ကျူဝန်းကလေးနက်စွာဖြင့်ပြန်လည်တုတ်ပြန်ခဲ့ပါတယ်။အစာပိုင်းတွေတုန်းကကြည့်ရှုသူတွေရဲ့တုတ်ပြန်မှုက ရောထွေးနေတာပေါ့။ဒါပေမဲ့လည်းတဖြည်းဖြည်းချင်းလက်ခံပေးလာကြပါတယ်။ပြည်သက်တယောက်ကဆိုရင်အပိုင်းသက်တွေတိုင်းမှာတဖြည်းဖြည်းချင်းကျွေလာတယ်ဆိုပြီးတော့ပြောထားခဲ့ပါတယ်။တချို့တွေကတကယ်ကိုပြင်းပြင်းထန်ထန်ကြီးတွေပြောကြတော့မကောင်းတဲ့တုတ်ပြန်မှုတွေပဲရလိမ့်မယ်လို့ထင်ခဲ့တာပါ။တယောက်ကမှဘာမှမပြောကြတာထက်ဆိုင်ရင်ပြည်သက်တည်စီကတုတ်ပြန်ချက်တွေရတာတော့ကောင်းတာပေါ့ကိုရောင်ကျွန်းကမယုံနိုင်လောက်အောင်လှတယ်လေ အဆက်မှန်လို့တော့မထင်ရတဲ့အထိပေါ့ဒီလိုကောင်မလေးကကျွန်တော်ကိုအရင်ကြွေပြီးတော့ချက်သွားတယ်ဆိုတာမျိုးကတကယ်ဘဝမှာမဖြစ်နိုင်တဲ့အရာမျိုးပါဒါကြောင့်မို့လို့ဝေဖန်ပြောဆိုကြတာကိုလည်းနားလည်ပေးနိုင်ပါတယ်ရုပ်ချုပ်ဖို့ဘလောက်ကြီးစူးစမ်းပါစေအဲ့ဒါကအစာကတည်းကရှုံးပြီးသားပြိုင်ပွဲပါပဲကျွန်တော်ကတော့အကောင်းဆုံးစူးစမ်းခဲ့ပါတယ်အဓိကကတော့တရုတ်ဆောင်ဖို့ကိုပဲအဓိကအာရုံစိုက်ထားပါတယ်ဆိုပြီးတော့ဖြေထားပါတယ်ဒါပြင်မင်းသားကြောင်ကျူဝဟာမင်းသမီးကိုရောင်ကျွန်းနဲ့တွေ့ရမှာမို့တော်တော်လေးစိုးရိမ်ခဲ့ရတယ်လို့ပြောပါရယ် ဒါပေမဲ့ဇလန်းအကြောင်းဖတ်ကြည့်လိုက်တဲ့အခါဇက်ကောင်အိုယောင်ကသူ့အပေါ်ကိုအရန်ကိုချက်တဲ့ပုံတွေရတာကြောင့်သူ့အနေနဲ့သူ့ဇက်ရုပ်ကိုစူးစမ်းတရုပ်ဆောင်ဖြစ်ခဲ့ပြီးတော့စိုးရိမ်မှုတွေအနေငယ်ပျောက်ခဲ့တယ်လို့ပြောခဲ့ပါတယ်ရှင်အစရာဒမီလိုဗာတိုဟာသူမချက်သူအစရာဂျော်ဒန်လူးစ်နဲ့နှစ်ပတ်အတွင်းလက်ထပ်တော်မယ်လို့ TMZ သတင်းဌာနကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ US ရဲ့မေလနောက်ဆုံးအပတ်တနင်္လာနေ့ကိုစစ်တပ်ရင်ကြရှုံးသွားတဲ့ American စစ်သားတွေကိုဂုဏ်ပြုတဲ့အနေနဲ့ Memorial Day Holiday အဖြစ်သတ်မှတ်ထားတာကြောင့်အခုနှစ်အတွက် Memorial Day ကတော့မေလ26ရက်နေ့ဖြစ်ပြီးအဲ့ဒီ Holiday မှာဒမ်မီတို့မင်္ဂလာဆောင်တော့မှဖြစ်ပါတယ်။နေရာကတော့အတိအကျမသိရသေးပါဘူးဆိုပြီးတော့ DMZ ကထုတ်ပြန်ထားတာပါ။ဒမီနဲ့ဂျော်ဒန်တို့နှစ်ယောက်ဟာ2022ခုနှစ်ဇန်နဝါရီမှာစတင်တွေ့ဆုံခဲ့ကြပြီးတော့2023ခုနှစ်ဒီဇင်ဘာလကတည်းကဆက်ဆက်ထားကြတာဖြစ်ပါတယ်။ ဒါရိုက်တာတောင်းကလီမန်ရိုက်ကူသွားမဲ့ဟောလိဝုဒ်ရုပ်ရှင်ဒီပါမာနမယသရုပ်ဆောင် NRD အာမာနဲ့ထိပ်သီးဟောလိဝုဒ်သရုပ်ဆောင် Tom Cruise တို့ကအဓိကပါဝင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ Tom Cruise ဟာ Mission Impossible Final Reckoning ရုပ်ရှင်အပီမှာ Universal နဲ့ Warner Bros. တို့လို Studio တွေရဲ့ရုပ်ရှင်တွေများစွာကိုရိုက်ကူးဖို့ရှိနေပြီးတော့ Top Gun 3နဲ့ Days of Thunder Sequel တို့ကိုလည်းဆက်လက်ရိုက်ကူးဖို့ရှိနေပါတယ်။အဲ့ဒီရုပ်ရှင်တွေထဲမှာ director Don Clement ရဲ့ Dipa ရုပ်ရှင်လည်းအပါအဝင်ဖြစ်ပြီးထူးခြားချက်ကတော့ Tom Cruise နဲ့တွဲနေတယ်လို့သတင်းတွေထွက်နေတဲ့သရုပ်ဆောင် NRD အမှလည်းပါဝင်သွားမှာဖြစ်ပါတယ်။ ဒီပါရုပ်ရှင်ဟာပင်လယ်ပြင်ကိုရေငုပ်ထွက်ရာကနေကြုံတွေ့ရမယ့်ထိတ်လန့်တုန်လှုပ်ဖွယ်ရာအကြောင်းကိုပြသမဲ့ရုပ်ရှင်ဖြစ်ပြီးတော့ဘတ်ဂျက်ငွေအမေရိကန်ဒေါ်လာသန်း200ကျော်အထိကုန်ကျနိုင်မှာဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့အကြီးဆုံးစုပေးပွဲတွေထက်ကတစ်ခုဖြစ်ပြီးထိုင်းနိုင်ငံရဲ့အော်စကာလို့တင်စားကြတဲ့ Natraja Award ပွဲကိုမေလ16ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ နက်ထရာဂျာအဝတ်ဟာရေဒီယိုရုပ်မြင်သံကြားထုတ်လွှင့်ခြင်းဆိုင်ရာ professional အဖွဲ့ချုပ်ကြီးကကြီးမှုကျင်းပတာဖြစ်ပြီးတော့ television drama award ပိုင်းမှာ28ဆုချီးမြှင့်ခဲ့ပြီး news program ပိုင်းမှာ9ဆု television program ပိုင်းမှာဆု8ဆုနဲ့ radio award category အောက်မှာ radio award ဆု9ဆုစုစုပေါင်းဆု55ဆုကိုချီးမြှင့်ပေးခဲ့ပါတယ် 2025ခုနှစ်မှာတော့စုအများဆုံးသိမ်းပိုက်ခဲ့တဲ့ဇလန်တွဲကတော့ထီချောင်စီးရီးဖြစ်ပြီးတော့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်အကောင်းဆုံးအမျိုးသမီးဇက်ပုတ်အကောင်းဆုံးဒါရိုက်တာဆုအကောင်းဆုံးဇက်ညွန်းဆုတို့ကိုရရှိခဲ့ပါတယ်ပိဒါအပိမှုများစွာရရှိခဲ့တဲ့ The Empires of Ayodhya series ကအကောင်းဆုံးဇာတ်လမ်းတွဲစုအကောင်းဆုံးအမျိုးသားဇက်ပုစုရရှိခဲ့ပါတယ်။ မင်းသမီးကျော်ပိုင်ဖန်ကတော့ long form drama category ကနေကျမထုံဒီနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီးတော့ short form drama category ကနေလည်းထီချာနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုလိုနဲ့ဆုနှစ်ဆုလုံးကိုသိမ့်ပိုက်ခဲ့ပါတယ်ရှင်ဒီဘတ်တွင်ဥပညာသတင်းတွေကိုကျမကျူချမ်းကတင်ဆက်ပေးခဲ့တာပါဒီဘတ်ဆယ်လီစီတီအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာလိုက်ပါရစေပရိသတ်တွေအားလုံးပျော်ရွှင်စရာအချိန်လေးတွေလည်းပိုင်ဆိုင်နိုင်ကြပါစေရှင်